ကြီးရဲ့တက်ကူးတွေပြီးလို့လည်းပဲကိုယ်ချင်းချင်းလည်းပဲစီလောက်ညောင်းကူးတွေအာပြောင်းသွားလို့အားပြီးတော့တော့တဲ့သူကိုချက်ပေါ်လာရတော့နော်အဲ့တော့ဒီလိုလူတွေအားမြတ်စွာဘုရားရှင်ကဉာဏ်တွေ့ရတွေ့အောင်ပေါင်းတတ်တယ်တဲ့မြတ်စွာဘုရားရှင်ကဘာပြောလဲဉာဏ်တွေ့ရတွေ့အောင်ပေါင်းတတ်တယ်ဘုလည်းပဲဦးဇေလိုတကတော်အမတွေကဉာဏ်တွေ့ရတွေ့ ဘေးစကဘေးစကတို့ကတော့မှာမှာရက်စောရက်ရှိကိုဘယ်သူကတောက်တော့နေလိမ့်ခါရတယ်ဒီဝဒနော်အဲ့တော့ဒီဝဒတောက်တော့လိမ့်ခါတဲ့ချိန်မှာရက်စောရက်ချိန်နောက်မှာပြိဿတွေညစွာရှင်းလာအရှင်သာရိပုတ္တရာဆိုရင်လည်းခြေသရခြေသာရိပုတ္တရာနဲ့တတူတယ်သူတပြည့်တယ်လာလို့ပဲဦးဇေတော်ရှင်မောကလန်ဆိုရင်လည်း ်အင်မုဂ္ဂလာနဲ့တပြည်နဲ့ဓာတ်တူတဲ့သူတို့ချစ်ချစ်လေးလာပြီးတော့ပေါ့ဆူကြတယ်ဓာတ်တူရဲ့ရှင်မကတ္တပဘုရားဆောင်တဲ့ရှင်မကတ္တပဘုရားညာကြီးဘုရားရဲ့တပြည်တွေကိုကြည့်လိုက်မှဆွေးလည်းပဲဓာတ်တူရလို့ရဆံတဲ့တပြည်တွေလာပြီးတော့ပေါ့ဆူကြဒါဘုရားရှင်ကတော့တော့ပြုစုကြတယ်ပေါ့နော်အဲ့ဒီတော့မှလည်းပဲရှင်ဝိသဝဒတပြည်တွေလည်းပဲသူနဲ့တပြည်တူတူလာပြီးတော့ပေါ့ဆူကြတယ် တော့မြတ်စွာဘုရားရှင်ကအဲ့ဒီမှာရားတွေကိုပြောတယ်အော်အလောကလူတွေကဓာတ်တွေရလူရစူပေါင်းကြတယ်တဲ့ဟာလားအဲ့တော့ဓာတ်တွေရစူပေါင်းတော့စေလို့အဒီမှာဘာဖြစ်တယ်လဲဆိုလို့ရှိရင်သီလဝတ္တပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ပဲသီလဝတ္တပုဂ္ဂိုလ်ဓာတ်တွေရလူရပေါင်းစီချေဘာလဲမလားအဲ့တော့ယဟပရိသတ်ကိုကြည်လိုက်မယ်ဆိုလို့ရှိရင်လည်းယဟပရိသတ်ဒီပုဂ္ဂိုလ်သီလရှိတဲ့ပုဂ္ဂိုလ်တွေချေချေလူရလူရပေါင်းစုံကြတယ် ဘုရားတို့ကတော့မားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါဒီကိုကျစ်တိလာရှိနေတဲ့ပုဂ္ဂိုလ်တွေကိုစိတ်ကားတဲ့ပုဂ္ဂိုလ်တွေကြည့်လိုက်မယ်ဆိုရင်မိမိတို့လည်းပဲကိုကျစ်တိလာအချင်းချင်းသူကြတော့ကိုကျစ်ချင်းတယ်ဘုရားမလားအော်ယဟမ်ဘုရားရှင်လေးတောင်ဆိုလို့ရှိရင်ဒါဘေကုဏီမားရှိတယ်သူတို့တွေလည်းပဲဒီတိုင်းပဲနော်ကိုကျစ်တိလာသူများလည်းဘေကုဏီမားရှိတယ်ဟောဆိုကြမယ်အော်ဥပါတိကမားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုကျစ်တိလာအချင်းချင်းသူကြီးနဲ့မြတ်သမီးတွေဘောဆိုကြမယ်ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်တွေဟာပရိသတ်ကိုထိတဲ့စီတယ်နော်အဲ့တော့ကိုကြီးတိလာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာပရိသတ်ကိုမဖြစ်စေတဲ့ထိတဲ့စီဒါဆိုလို့ပြောပြပြဆက်စားလိုက်ကြည့်ကိုကြီးတိလာမရှိဘူးဆိုလို့ရှိရင်ပရိသတ်ကိုထိတဲ့စီနေပါမလားချစ်စီပဲနေတယ်နော်အဲ့တော့ကိုကြီးတိလာမရှိတဲ့ဒုက္ခလာရဟန္တာတွေလည်းသူရဲ့ပရိသတ်ကိုသူဘာဖြစ်လဲဆိုလို့ရှိရင်ချစ်စီပဲတယ်နော်အဲ့လိုလည်းရဟမာတွေလည်းနေတယ်ပဲကိုကြီးတိလာမရှိဘူးဆိုလို့ရှိရင် ဒီရပရိသတ်တို့ပစ္စည်းပဲအရကားကမာရလန်ဒီတဲ့ပဲကိုကြီးတိလာမရှိဘူးဆိုလို့ရှိရင်ကိုရဲ့ပရိသတ်ဘုကိုပစ္စည်းပဲတဲ့နော်အရောင်လို့စေတော့သာသနာမှာယဉ်ကျေးဆောင်းစားပါလဲဆိုလို့ရှိရင်ကိုကြီးတိလာပဲနော်ကိုကြီးတိလာချစ်ခံရပြီးမှဆိုတော့မာရီတို့ကျေလို့ရတယ်ပညာတွေကိုပွားလို့ရတယ်အရောင်လို့စေတော့ရရကိုကြီးတိလာအရေးကြီးတဲ့အတွက်ကြောင့်ဒီလိုကြောက်တဲ့အတွက် ုတဲ့ဘိုင်းတွေမှာလည်းအစစရရဒီကိုကျင့်တယ်လို့ပဲချစ်ခံရမယ်ဟုတ်လားအဥပဒကတွေခွဲတယ်အဲ့ဒီခွဲပြီးတော့ဘုရားကောက်တဲ့ကျေးဇူးကိုကျင့်တယ်လို့စိတ်ကြောက်ောက်တွေလည်းဒီအလုံးတွေကိုလှုပ်ဆောင်သွားတာလေဒီဝယ်စီဒီတုတ်တယ်လို့တော့ဖြစ်လာနိုင်တယ်အခုစိတ်တမ်းတကူကကိုကျင့်တယ်လားပြင်းနေတယ်မဟုတ်ရတယ်လို့လုပ်နေတယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဒီဘာဖြစ်သွားလဲကျေးဇူးပေးရမရောက်တော့ဘူးလားရောက်သွားတယ်ဒီကိုယ်တို့ပြောစီဖြစ်လာတတ်တယ်နော်အဲကြောင့်မလို့ কুজি দিলা দেখে মেজামা নিয়েজি গুলা কুজি দিলা কুজি দিলা কি কাবিলো দরে শিসে গুলাডা তোমারি রে ও তিয়ারে ও তোমারি রে তোমারি রে শিরা মাতা রে এ তিয়া রে গুলা বে তিয়ার আজাম লো জেরো এসা মে এ সাধনা রে জিমা শিলা মে সরো শি তিয়লা এ বৈকা তোমারি এ দেকা তিয়া এ দেকা রে গো এসা সানে তিয়ার অতিলা রে এসে বিসে তোমারি আরে এসে বিসে তিয়া রে বে ဒီစီဒီစီကိုအခုလောမှာဆိုလို့ရှိရင်ဒါကြောက်တိုင်းပြလာပြီဆိုလို့ရှိရင်ဒါဒီလောဝတ္တပုဂ္ဂိုလ်တွေလောပြီးတော့နေထိုင်ကြတယ်။ဟောစာမေသက်ကနေကြပြီးတော့အဋ္ဌိဌာနီလောဦးစီတော့ဒါသမာဓိတွေသူကောင်းကြတယ်။ဥပဒနာပါတွေဘာဝနာတွေပွားများကြတယ်။ဒါမိမိတို့ကဒီလိုသူတော်ကောင်းတွေနေထိုင်ဖို့အတွက်အခြေခံကြအောင်မိမိတို့အတွက်ချမ်းသာအောင်ပြုစုပြုဆောင်ပေးမယ်ဆိုလို့ရှိရင်မိမိတို့မှလည်းပဲကောင်းတဲ့အကျိုးတရားတွေများစွာမဖြစ်ပေါ်လာဘူးလား။ဖြစ်ပေါ်လာ တင်ညာတွေများစွာအတင်ညာတွေများစွာပွဲလဲလာတယ်ပေါ့နော်။ဟောပြီးအတင်ညာများစွာပွဲလဲပြီးတော့မိမိတို့ရဲ့အကျိုးဘာသာရေးအကျိုးကိုဆောင်ရွက်နိုင်ပြီးတော့မိမိတို့လိုလားအားနဲ့ဒီလသေကောင်မာလေးသေကပညာတော်တွေကသေကောင်ကိုလည်းပဲကျင့်ကြံကြိုးကိုပွားများအထောက်နိုင်တဲ့သူတော်ကောင်းတွေကျင့်ကြံချမ်းသာကြုံတည်သည်။အာသာ ဒီဟုတ်ခင်ပါတယ်ကရှိခဲ့တဲ့နာမည်တစ်ခုအိန္ဒိယနိုင်ငံကဒေသနာကရွေးပြောင်းပြီးဒီဟုတ်နိုင်ငံမှာသွားပြီးထောက်ကဒီဟုတ်နိုင်ငံမှာနာမည်ကျော်တောင်းတဲ့ပုံစံရှိပါဘူးလားဒါကဒေသဒေသဝန်ကြောင့် အမြာကြီးဒီတောင်းတဆိုတောင်းတဖုံးခုရှိမဟာဝိရကတောင်းတကစာပြေတကြီးဖြစ်တယ်။ဘင်္ဂါရီထောင်ပေါင်းများစွာအရင်းကုန်တဲ့ချက်တဲ့ဘုရားတရားရဲ့ဝိနည်းတော်နဲ့အတူဣတဂတ်ရူတင်ယူပူဇာပြီးတော့တောင်းတဖြစ်တယ်။အဲဒါနဲ့ကုလားဇေတဝန်တောင်းတဲ့အမြာကြီးဒီတောင်းတဆိုတာဒီလိုရော 지난마다비디가되고그쇼비디가되고그리고다철회가지않아요그만큼어떻게다도우가되지않아요로기자되고되지않고자죠그러지나가요요세대어떤시험위리나바다인가요에쟁에비유우상문에바다인데로요투지되고자세계로서이마하우야라정해가자고 မြတ်စွာဘုရားလက်ထက်ကဆရာအဆက်ဆက်ပြည်ယူလာခဲ့တဲ့အခိုင်အတန့်ကိုဒီကနေ့ကိုပြန်ထုတ်ခြင်းဖြစ်ဆွခြင်းမပါမလို့ဖြစ်တဲ့မည်လို့ဆိုပြီးတော့ထင်ရှားလိုက်တာကိုလည်းမရှိဘူးဖြစ်ဆွလိုက်တာကိုလည်းမရှိဘူးဘုရားတိုင်းပဲဆရာအဆက်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 ကံပြီးတရားဟောကြားပြီးပေါ့ပေါ့ဖြစ်ခဲ့တယ်သောတာပန်ဒုက္ခရံကအနာကရဟန္တာဒီကြောင့်ပြောင်းစွာကိုဝိထုတ်ခဲ့တဲ့ကြောင့် ဘဂနာတပိုင်းမှာအလုံးကျေးဇူးကြီးပါတဲ့တော့လည်းဒီတစ်ခုဖြစ်တယ်ဘာလို့ရတာတောက်တာဒီဘုန်းနိုင်ငံမှာဘုရားကိုရှိအောင်ဒီလိုတက်ပါတော့ပါဒီမှာအခုတောင်းတော်ရာတော့ရှိတယ်ပေါ့မဟာဇီတိလို့ခေါ်တဲ့ဇီတိကြီးအစိုးရှိတယ်တရားရဲ့တက်တော်ဝိတော်တွေကပလာထားတဲ့ဇီတိယဟန္တာကြီးတည်ခဲ့တဲ့ဇီတိအဲ့ဒီမဟာဇီတိကြီးရဲ့နားပါဒီမဟာဝိရတာတောက်တာကိုရှိတယ်ဘုရား တော့လောက်လို့ရတိုင်းနေပဲရှိပါတယ်။ကောင်းမရှိပါဘူး။အဲ့တော့ဣတိကတော်တွေကိုလေ့လာသင်ယူမယ်ဆိုလို့ရှိရင်အဲ့ဒီမဟာဝိရာကတောင်းတတစ်ပိုင်းကြောင်းကိုဖြစ်နေတယ်ရ။အချက်ကလာကျန်ဒီရဲ့ဒီတန်းပါ။မဟာဝိရာကတောင်းတချက်ကြောင်းကိုပါတယ်။ဒါကြောင့်ဥစ္စာတို့အဲ့ဒီနာမည်ကိုနှက်သက်တယ်ပေါ့ မာဝိရဆိုတဲ့ဒီလင်္ကာကနာမည်ကိုသက်သက်တို့မြန်မာနိုင်ငံမှာလည်းသစ္စာဘုရားရဲ့ဝိနည်းတော်နဲ့အညီဘုရားဟောပြတဲ့တော်လေးကိုသင်ကြားပို့ချတဲ့တောင်းတဲ့ခုအနေနဲ့ဒီလိုမဟာဝိရတောင်းတဆိုတဲ့နာမည်ပေးပြီးမောဂိပါအစပြုတောင်းခဲ့ပါတယ်ဒီမောဘီယံပတ်သက်ပြီးတော့ဒါကိုဒီလိုဥဆောင်ပြီးတော့လည်းလက်ကျူ မာလီရာကောင်းတဲ့ဒုတိယဖြစ်တာပြည်နယ်ကမာလီရာကောင်းတဲ့ကလေးပြီးတော့ဒီလိုမန္တလေးမာလီရာနေပြည်တော်မာလီရာဒီစလေးမာလီရာဒီဦးမြေမာလီရာတောက်ကောင်းတော့မာလီရာဒီခေကျဲမာလီရာဒီလိုကြောင်းလိုက်ပွဲတွေအပြီးပြီးတော့တောက်တာဘာမဟာဝိရဏသတ္တိသတ္တိရေပိုင်းပတ်တာဒီလိုလေသာသာ ที่สำคัญนะอันนั้นเช้าโจทย์ยังเลยต้องได้ยินคือเดียนทำในบุรุษได้ในบุรุษได้แต่เรามาวิญญาณเลยต้องได้ยินกูว่าได้มาเลียนูดีเาจารเล่เป็นตาเล่เป็นเนี่ยเด่นตาตล่าเป็นอารมณ์ไม่สุดอาจารย์เล่เป็นตาเล่เป็นตาเล่เป็นนี่ยเด่นตาเ่าเนี่ยด่นตาตา

ဲ့လည်းအများကြီးရှိတဲ့ချက်ကဘာလို့လဲဆိုတော့ဒါလေးလာကြောက်တဲ့ကိုယ်လာကလေးကိုပြီးအကျဉ်းလေးပြီးစိတ်ကြီးစိတ်သားလေးပြီးဘုရင်တရားတွေကိုဥပြင်းကြောင်းနေစေတယ်။ဘုရားနဲ့နေလို့ကအားတော်ရတယ်။အောက်ရကနေပြီးတန်လိုက်ကိုဘောပင်းတန်လိုက်ဒီလိုက်ရှာတယ်ရွေးရဘုရားသခင်ကိုရွေးတယ်ဆိုတော့ဝီနီတော်နဲ့အညီစာပြလို့ရတဲ့သောတာရွေးပဇံကစီအောင်လို့ ရတာစားကြရမလို့ဗီဒီယိုညွှန်ချင်လေးကြည့်ကြရမလို့ဘောလုံးကန်စရာမလိုပဲ။ဖရားရဲ့ဝီဒီနဲ့အမီအေးအေးချင်ချင်စားပြီးလို့ရတဲ့နေရာကိုရေးတဲ့အပေါ်ချားတဲ့အတွေ့။တန်ကောင်းထောက်မှန်စွာပဲအဲ့ဒီဘုံမီမှုသာသနာ့ဝန်ဆောင်ကြောင်းဆိုတာရှိတယ်။အဲ့ဒီဘုံမီမှုသာသနာ့ဝန်ဆောင်ကြောင်းကဒီလိုသူရင်းနေတယ်။အာဝါပြီးတော့အောင်လို့ရမှာဗျာလားအတွေ့ကြ။ဘုရုဏ်နဲ့ဆက်တယ်ကြပါဘူး။ အဲ့ဒီကြောင့်ပါတော့ပတ်စံငယ်ကြီးကဘလို့ပဲနဲ့ဆက်နေလို့ရတယ်ဆိုတော့ဝမ်းသာပြီအဲ့ဒီမှာတော့ပြောပြလို့ဖြစ်တယ်နောက်ပိုင်းတော့မဟာဝိဟာရအကြောင်းလေးပေါ်လာဆိုတော့ဘလို့ဝမ်းသာကြရအောင်ပါဒီလိုချိုးဦးစင်းလို့တွေ့ရတယ်ဘောက်လို့ရမှာချိုးဦးစင်းလေးသာတင်ခြင်းလို့သာစလိုက်တွေကိုတွားချောက်တယ်ဆိုရင်လက်မခံအပက်ကြီးလို့လက်မခံတာမျိုး ပတ်စံမကိုင်းရင်လက်မခံဘူးဆိုတာမျိုးအဲ့လိုမျိုးတွေတွေ့ရတယ်။အားလုံးကလည်းမှနေလို့ပတ်စံကိုင်းရမယ်။အလိုရင်းအဲ့တော့ကိုယ်စင်းတွေကပတ်စံကိုင်းစရာမလိုဘဲနဲ့အဲ့ဆက်ဆက်နဲ့စာကြည့်ချက်တယ်။နောက်ကမစားရရင်လည်းစာကြည့်ချက်တယ်။အဲ့ဒါသာတဲ့ဇူကအသက်ကြီးလို့လက်မခံ။တော့ငယ်လို့အကြီးတယ်လက်မခံ။ပတ်စံမရှိရင်လက်မခံဆိုတော့ဘုရားခတ်တာ ဘာတင်ခြင်းမှာပြည့်သားနဲ့စာမတင်ပဲနဲ့တရားစကားမှာပဲတရားအထုတ်ပြီးဖြစ်သွားတာဝိနည်းတော့အပြတ်မခံဘူးဘာလို့ဝိနည်းတော့အပြတ်မခံဘူးပတ်စံတော့မကိုင်းနိုင်ဘူးများတော့မစားနိုင်ဘူးစာမတက်လည်းဒီပြီးစေတော့ဆိုပြီးတော့အောက်လို့ရမှာလို့တရားနဲ့အထုတ်ပြီးဒီတော့ကြောင့်လုံဝမ်းတဲ့ဟုတ်ကဲ့ဘာတင်ခြင်းမှာရဲ့သားနဲ့ဝိနည်းတော်လေးကိုဖျက်ရမှာဆိုဝိနည်းတော်လေးကိုအပြတ်မခံဘဲနဲ့တရားထုတ်ပြီးလိုက်ကြတော့ အဲ့ဒါမှအဲ့လိုဥစ္စာစိတ်ကောင်းမဖြစ်ရဘူး။ဒီနေ့အဲ့ဒီတွေကဒီမာတိစိတ်တတ်ခြင်းတော့အရွယ်မရွေးလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ပတ်စံကိုင်းစရာမလိုပဲနဲ့စံပြေနိုင်တဲ့တောက်နိုင်ပြီ။လုပ်မယ်ဆိုပြီးအဲ့ဒီတွေကအဋ္ဌကထာချက်ဖြစ်ခဲ့ပြီ။ပတ်စံကြားမကိုင်းစရာမလိုဘုဇုံးလေးကိုလာရင်ပုံထောက်ပံပေးမယ်။ခလေးလာလာလူကြီးလာလာကြတယ်သင်နိုင်ဖို့ပဲဆိုတော့ဝီနီတော်နဲ့အမြင်နိုင်ဖို့ပဲ တကြီးလို့လည်းမခံလို့ဆိုလည်းမရှိရအောင်အဲငယ်လို့လည်းမခံလို့လည်းမရှိရအောင်ပုံလာတယ်လူမျိုးမရွေးအရွယ်မရွေးပါဦးဒီတော်နဲ့ဒီဒီဘုပဲတို့ပါတယ်အားလို့လည်းလို့မြင်ရင်တရားတရားတစ်ခုပဲတို့တယ်အသင်ချင်းနဲ့စိတ်တစ်ခုပဲရှိလို့တဏ္ဍာဘာမှမလို့ဘုရားတဲ့ကိုတခုနဲ့လာလို့ရတယ်ဘယ်လိုလဲမလို့သင်္ကန်းလည်းမလို့ကြောက်ပါဘူးသိတယ်။ကျောင်းကလေးတို့ဝင်နေတဲ့မင်းသင်္ကန်းလည်းပြည့်မယ်စာကြံလည်းပြည့်မယ်စာအုပ်လည်းပြည့်မယ်ပညာလည်းပြည့်မှာတို့ပြည့်မယ်ဆိုတော့အခုအဲ့ဒီငယ်ငယ်တို့က ဒီရွေးချက်ကိုလည်းအခုအောင်းနေပေါ်လိုက်တာမြန်မာနိုင်ငံအနှံ့ပြားမှာမဟာဝိရဏကြောင့်လည်းအများကြီးပေါ်ပေါက်လာပြီအနေနဲ့ရဲ့ကလည်းစာပြင်တဲ့ကံကားတော်တွေကိုထောင်ပေါင်းများစွာဖြတ်လာပြီဒီပေါ်ဒီမှာဆိုရင်တထောင်ကျော်ရှိတယ်နေဘူးမဟာဝိရဏကြောင့်မှလည်းတထောင်ကျော်ရှိတယ်ဒီလိုမှတရားကျော်ရှိတယ်၊မန္တလေးမှာတရားကျော်ရှိတယ်၊ဒီလိုမှ30ကျော်ရှိတယ်၊တလေးမှာမဟာဝိရဏပါတယ်၊80ကျော်ရှိတယ်။ဘုဒီမာတဲ့အခုဒါစဖို့ကြိုးစားနေတယ်ပေါ့။ဘုဒီစိတ်ဘူး အတည်ဒီတော့ဦးဇင်းမစီမှာပို့ထားတာကိုရင်လေးတွေဦးဇင်းလေးတွေညာရေးရှိတယ်အတူတူလေးတွေစာရီတက်လို့ဝဲနေရတဲ့ဆောင်မှာဒီမှာပြန်ပြီးတာပြန်ပြန်ပြီအဲ့တော့ကောင်းပြီလို့ရှင်းတာကဦးဇင်းမဟာဝိရကပေါ်လာရာရှိအကြောင်းပြီအကျင်းလဲပြင်စာလုပ်ပြီးနှစ်တင်တာကမှဆိုတဲ့ဆောင်မောင်ရဲ့အမိစာပေသင်္ကြန်ကိုတခုတည်းနဲ့တော့ဦးဇင်းမဟာဝိရကတောက်ဖို့ပြောင်းပြရအောင်မရှိပါဘူးဝင်ပြီးတော့လည်းအညီ ုရှင်တရားတွေကိုပြည့်ပြည့်ပြီးတော့သာသင်စေခြင်းလို့ဒီလိုကြောင့်လည်းယူပြီးသာသင်ဖြစ်တယ်ပေါ့။အတ္တကရကမတွေအားလုံးကိုထောက်ပံ့မဲ့ကြောင့်လည်းကိုကိုညီမဲ့ကြောင့်တည်းရည်ရွယ်ချက်နန်းစဉ်တွေကိုပြည့်ရအောင်လို့ဒီနေ့သာသင်ကရကမတွေကိုနည်းနည်းပြောပြတာ။နော်အဲ့တော့ကျောင်းရဲ့ဆောင်ဖို့ကိုတတိပြု။ဒီကျောင်းရဲ့ logo ကတော့လက်ရင်စပန်းကိုဝိုင်းဝန်းတိုးပန်းနေတဲ့ပုံစံပုံပုံထားတယ်။လဝန်းကပ်နဲ့လက်ရင်စပန်း ်ဆဲပြီးပုံပြတာတို့လောကနဲ့ဆက်တဲ့ပြည့်နေတာလည်းမတည်တာလည်းဆိုတော့ဒီကောကကျတော့သာသနာလက်ကြီးချပါ့မိုင်းပုံတို့ဆံဘူးထားတဲ့ပုံပြတာကိုပေါ်လာတာဖြစ်တယ်ခေါင်းဒီကောင်းပြီနော်အဲ့တော့တောင်းတဲ့လမ်းစဉ်ကဝင်းကြီးတော်နဲ့အရင်သံဃာတော်တွေစတင်ဆောင်ချနိုင်ဖို့ဆီရပါလိမ့်ရတနာကလည်းမှဒီကတနာတော်များကိုတန်ဖိုးတဲ့ကပူတင်တဲ့ကမှာဝိရိယနဲ့အဲဆိုတဲ့ကပူရတယ် ဝင်ဒီတော်လေးကိုမတိတိအောင်လေးလာလေးရမှာဖြစ်တယ်။ဟိုမနက်ကအနေရခန်းမှာတော့ဝင်ဒီတော်များကိုလေးလာခြင်းပြင်ခြင်းစီးပူးခြင်းတွေဒေသနာကိုမှပုတ်ခတ်ဖို့မဟုတ်ဘူးဒေသနာကိုမှသောကဖို့မဟုတ်ဘူး။ဒီလိုတော့ကိုယ်ပဲစိတ်ကနေတဲ့တန်ခါတော်လေးတွေအဲဆက်ဆက်ဖြစ်အောင်အဘမတိအောင်ကြီးရပါမယ်။ဘာကိုတိကလည်းအတီးလေးနဲ့ဘုသူ့ဘုမှာသောကရပါအောင်ဘုသူ့ဘုမှာလည်းနေရပါဘူး။ဟုတ်လား။တော်ရင်ကြောင့်ဘုရားရှင်တော်တန်ခါတော်လေးကိုအဲဆက်ဆက်စိတ်ကပြင်နိုင်ဖို့ပါပဲ။ ာဘူးဆိုတဲ့အခိုင်အကျဉ်းနဲ့လေ့လာကြရမှာဖြစ်တယ်။အဲဒါဘုရားဗျာရဲ့ဝိရင်းသာသနာကိုကျွန်တော်ပြန်ပြီးတော့ထုံးသားလာအောင်လုပ်အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်တယ်။အဲတော့ဒီပေါ်တော့မှာဘာဝိရာကြောင့်လဲဝိနည်းတော်နဲ့ဒီတဲ့သာသနာကြီးတခုဖြစ်ပါလို့အားလုံးဥပဒေရမှာဖြစ်တယ်။ဘုရားဗျာရဲ့သာသနာတော်ကိုတို့လေဝိနည်းတော်နဲ့အမိတန်ဖိုးပြီးကုညီခွင့်ရပြီလို့ဒါနဲ့သဘောပေါက်ကြပြီတော့ဘုရားဗျာရဲ့သာသနာတော်ကြီးစီမင်းအောင်ဖန်ဆင်းအောင်ပြန်ပေါ်အောင် အားရပါရအားလုံးဦးစားကြပါစေပေါ်တည်း။အာမင်